ဒါသခင်ရဲ့အကိုကြီးမတိမ်မျိုးကြက်တာအကုံးမြစ်ကြီးရဲ့နေကိုးစင်းနဲ့ရတဘာဖြစ်မှာပဲလုံနိုင်တဲ့အရာမျိုးအီကရီရဲ့နှလုံးသားတွန်ခါသွားပါလေသူကဒီလိုအဖြစ်အပျက်မျိုးကိုလုံးဝကြောက်လန့်နေပါလေအဝေးမှာရွှန်ရီဖန်အီကရီရဲ့အမှုရာကိုတွေ့လိုက်ရပြီဝလင်းရဲ့ရှိမှပြန်ဝဲနေတယ်ရွှေအောင်လက်စိတ်ကိုကြည့်လိုက်ပါလေသူ့ရဲ့မျက်လုံးကလည်းကြောင်ရွံ့မှုနဲ့ပြည့်နှက်သွားပြီသူကတခုခုကိုတွေးမိလိုက်သလိုပဲသူကရုတ်တရက်ခေါင်းငုံလိုက်ပါလေဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ် ်။သို့ဝရင်သူ့ရဲ့အမူအရာကိုအနိကအာယုံဆိုင်နေတဲ့ဝလင်းကရှင်းရှင်းလင်းလင်းကိုမြင်တွေ့လိုက်ရပါတယ်။ ဝလင်းကရွိုင်းီဖန်ရဲ့အထွေးတွေကိုမတဲမကွဲနဲ့ခံမမိလိုက်ပါလေထိုလူကအရန်ကိုလိမ်မှာပါနေပါလေထိုကြောင့်သူကအကြောင်းပတ်ချက်မရှိပဲအလုပ်တွေကိုလုပ်နေမှာမဟုတ်ပါဘူးဒိုးရတယ်ဝလင်းမှာအဲ့ဒါကိုအာယုံဆိုင်ဘူးကလည်းအချိန်မရှိပါဘူးသူကသူ့ရဲ့ညာလက်ကိုမြှောက်လိုက်တော့ရွှေအောင်လက်တစိုက်ကသူ့ရဲ့လက်ထဲကိုကျဆင်းလာပါလေအေးဆက်တဲ့ခံစားမှုတစ်ခုကဝလင်းရဲ့တခုလုံးကိုလှည့်ပတ်သွားပြီးသူကရွှေအောင်လက်တစိုက်နဲ့ဆက်သွယ်မှုတစ်ခုကိုခံစားလိုက်ရပါလေထိုပစီရလေဟာနယ်ထဲရနေအကူလေးနေမှာဖန်တီးခံရတာဖြစ်ပြီးပိုင်ရှင်မရှိသေးပါဘူးဝလင်းရဲ့ကြင်ကြံမှုကအထဲမှာတစိုက်ခနိုက်သွားပြီးသူကထိုရတနာရဲ့ပထမဦးဆုံးပိုင် ရှင်ဖြစ်လာပါတယ်ထိုရွှေရောင်လက်တစိကအစွမ်းထက်တဲ့အချိန်မှာကိုထွက်လွတ်နေပြီးဧကရေရဲ့နဖျားဖြက်စီးခြင်းတောက်ဦးနီးပညာကိုတစိခတ်တာပါတယ်ထိုနီးပညာကိုဧကရေကသူ့ရဲ့အစွမ်းကုန်သုံးပြီးတော့အသုံးပြုခဲ့တာပါထို့ကြောင့်သူ့ရဲ့အစွမ်းဧကရေကိုယ်တိုင်နီးပညာကိုအသုံးပြုတာနဲ့အတူတူပါပဲဒါအပြင်ထိုရောင်ရွှမ်းလောက်ကဖန်တီးခဲ့တာကြောင့်နေကိုးစင်းရဲ့စွမ်းအရေးအောင်အနေငယ်အားပေါဝင်နေပါတယ်ရလန်းအနေနဲ့ထိုရဲ့တနာကဖြက်စီးလို့မရပါဘူးဝလင်းကလက်တစိကိုမြှချလိုက်ပြီးသူ့ရဲ့မူလဝိညာဉ်ထဲမှာစတင်ခြေဖက်တန်းစီနေချိန်မှာဧကရေကထိတ်လန့်သွားပါတယ်ရွှမ်းလောက်ကတော့ဝလင်းရှိမှမတည့်ရနေပါဘူးသူက ဝင်လင်းကိုနက်နက်နဲနဲကိုကြိလိုက်ပြီးရုတ်တရက်ပြုံးလိုက်ပါလေထိုးချိန်မှာအေကရီရဲ့နှလုံးသားထဲကကြောင်ရွံ့မှုကအတိုင်းအစားတစ်ခုထိကိုရောက်ရှိသွားပါလေသူကဝင်လင်းကိုတမဲကိစ္စကိုဆွန့်လွတ်လိုက်ပြီးတူဝီနေချင်းမရှိပဲနောက်ဆုတ်သွားပါလေသူကစိတ်လို့မတက်ကြောင်းလန်းနေပြီးသူ့ရဲ့စိတ်ထဲမှာတူဝီနဲ့မြင်နေပါလေ သူကရန်ကိုတော်ပြီးလိန်မာပါနဲ့ပါလေဒူဝရင်ရွှမ်းလောကဒီမှာရှိနေမယ်လို့တော့သူကမျှော်လင့်မထားခဲ့ပါဘူးသူကသူ့သခင်ရဲ့အကိုကြီးကထိုးနေရောရှာတွေ့သွားပြီလို့ပဲယုံကြည်နေပါလေသူ့သခင်ရဲ့အကိုကြီးကဘလောက်တော့ကြောက်ဖို့ကောင်းလဲဆိုတာကိုတွေးမိရင်အေကရစ်ကချွေးစည်းနဲ့ရွှဲနေသွားပါလေသူကသူ့ရဲ့စိတ်ကိုသူမထိနိုင်တော့ပါဘူးသူကနောက်ဆုတ်ဖို့အတွက်စားလိုက်တာနဲ့ဝယ်လင်းရဲ့မျက်လုံးထဲမှာအေးဆမှုတစ်ချက်ကဖြစ်ပြေးသွားပါလေသူကမတက်ထားရဲလိုက်ပြီးရှေ့ကိုခြေတလန်းတိုးလိုက်ပါလေသူကအေကရစ်နောက်ကိုလိုက်သွားရတယ်မိုးချိမ့်တန်လိုမိဟိမ့်တန်တို့ကပဲ့တင်ထပ်သွားပါလေအဲ့ဒုံးကခမည်းကျုပ်ကို တေချင်းရှင်ချင်းဘေးဒုက္ခနဲ့တတ်ဖို့ကြိုးစားခဲ့တယ်။ဒီနေ့ကျုပ်ကလည်းခမ ्या ကိုတေချင်းရှင်ချင်းဘေးဒုက္ခကိုပြန်ပြီးတော့ပေးမယ်။ထော့ဆန်းမင်းရရောက်နေပြီပဲ။မင်းရငါနဲ့တိုက်ခိုက်မှာလား။ဒါမဟုတ်ဒီလူကိုတိုက်ခိုက်ရမှာငါ့ကိုကူညီမလို့လား။ ဝလင်းကလိုက်ရင်သူ့ရဲ့အတန်ပဲတင်ထက်သွားပါတယ်သူ့ရဲ့အတန်ပဲတင်ထက်သွားရတယ်ရေတန်တစ်ခုကကဘာတလွမ်းမှာပဲတင်ထက်သွားပါတယ်အေကရီရဲ့နှောက်ကကဘာလောကပုံပြပံပြဖြစ်သွားပြီးကြီးမားတဲ့ပုံရိပ်ကြီးတစ်ခုကပေါ်လာပါတယ်သူ့ရဲ့ခန္ဓာအပေါ်ပိုင်းပလာဖြစ်နေပြီးရှေးဟောင်းအရှိန်ဟောင်းကိုထွက်လွတ်နေပါတယ်ရှေးဟောင်းအရှိန်ဟောင်းကိုထွက်လွတ်နေပါတယ်ထိုးရမာနကြီးလုံးတဲ့အရှိန်ဟောင်းတစ်ခုကိုလည်းထွက်လွတ်နေပါတယ်သူကတော့ထော်ဆန်ပါသူ့ရဲ့ခန္ဓာပေါ်လာတဲ့အခါသူ့ရဲ့ညာလက်ကလက်တစေးတစ်ခုကိုဖွဲလိုက်ပြီးလီဟာနယ်စီကိုထုံးနှက်လိုက်ပါတယ်ထိုလက်သီးချက်နဲ့အတူကဘာလောကတုန်ခါသွားပါတယ်ထိုလက်သီးချက်ကထိုနေရာဆွာအလုံးကို ုပ်ယူလိုက်သလိုပဲထိုးရဧကရဲခန္ဓာပုံကိုကြောက်သွားပါတယ်ဧကရဲကရုတ်တရက်နောက်လဲလိုက်ပါတယ်သူ့ရဲ့လက်တရားလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးနေအလင်းရောင်ကသူ့ရဲ့ခန္ဓာကိုဝင်းရံသွားပါတယ်သူကလက်သေးထန်းနဲ့တိုက်မိတဲ့အချိန်မှာနေတလုံးအဖြစ်ပြောင်းလဲသွားတဲ့ပုံမှာပဲမိုးချင်းတန်လို့မြေချင်းတန်နေရာပိတ်တင်ထပ်သွားပါတယ်ဧကရဲကတူးညင်းနဲ့ညီးသွားတဲ့တစ်ချက်ကိုထုတ်လွတ်လိုက်ပြီးခြေလန်းပေါင်းများစွာနောက်ဆုတ်သွားပါတယ်ထော်ဆန်ရဲ့ခန္ဓာကလည်းတုန်ခါသွားပြီးသူကပေတထောင်လောက်နောက်ဆုတ်သွားပါတယ်သူကကြမ်းတမ်းတဲ့အပြုံးတစ်ခုကိုပြတ်သားလိုက်ပါတယ်ဂျင်းတော့ဆရာပဲဝယ်လင်း ဒီကောင်းကင်ဘုံသားတွေလိုနီးပညာတွေနဲ့မတိုက်ခိုက်နဲ့ငါတို့မျိုးနဲ့စုကငါတို့ရဲ့အစွမ်းထက်တဲ့ခန္ဓာတွေနဲ့တိုက်ခိုက်ရမယ်။ကဘာကြီးကိုချိုးဖျက်ပြီးကောင်းကင်ဘုံသားတွေကိုတိုက်ခိုက် ထောဆန်စကားပြောရင်သူ့ရဲ့ခန္ဓာကနေပောက်ကွဲတဲ့နေရာပဲ့တင်ထထွက်လာပါလေသူ့ရဲ့ခန္ဓာပေပေါင်းတောင်းချီမြင်တဲ့အထိကြီးမားလာပါလေဒိုးရတင်သူကမြဲတမ်းခဲ့ပါဦးသူကဆက်ပြီးတော့ကြီးမားလာပါလေမကြခင်မှာပဲပေပေါင်းတိမ့်တဲ့ချီမြင်တဲ့အေယာမရှေးအောင်နှဖျားတစ်ပါးရှေးအောင်အမိတော်ဂူတင်းညာရဲ့ဒုတိယအလွှာမှာပေါ်လာပါလေဝလင်းရဲ့မျက်လုံးကကျဉ်းမြောင်းသွားပြီးသူကပြုံးလိုက်ပါလေသူ့ရဲ့ခန္ဓာကနေမိဟိန်တဲ့နေရာထွက်လာပြီးပထမဦးဆုံးအချိန်ဖြစ်သူကသူ့ရဲ့ခန္ဓာကိုလုံးဝကြီးမားလာစေလိုက်ပါလေဝလင်းရဲ့ခန္ဓာကချက်ချင်းပဲကြီးမားလာပြီးသူနဲ့ထောဆန်အရွယ်စားချင်းတူညီသွားပါလေအဝေးရနဲ့ကြီးလိုက်မဲ့ဆိုရင်အေယာမ ါလူကြီးနှစ်ယောက်ကအီကရီရဲ့လမ်းကြောင်းကိုပိတ်ဆို့ထားတဲ့တောင်နှလုံးလိုပါပဲတစ်ချိန်တည်းမှာရွယင်ဖန်ရဲ့မျက်လုံးနှစ်ရာလင်းလက်သွားပါတယ်လိုဝတ်စမ်းကြည့်တဲ့ရွှမ်းလုံးကအနားမှာရှိနေမှသူကသိပါတယ်ထို့ကြောင့်သူကပြပြတသားနဲ့လှူရှားလိုက်ပါတယ်သူ့ရဲ့လက်တွေကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပြီးသူ့ရဲ့ညာဘက်လက်ကကောင်းကင်ကိုထောက်လိုက်ပါတယ်ခင်ရောက်လင်းတစ်ချက်ကလင်းလက်သွားပြီးခင်ရောက်လင်းရချက်ချင်းပဲခင်ရောက်မြောက်တစ်ခုအဖြစ်ဖွဲ့စည်းသွားပါတယ်မြောက်ကကြမ်းတမ်းတဲ့အမူအရာကိုပြသပြီးအီကရီစီကိုအပြေးလွှားနဲ့တွားလိုက်ပါတယ်ဝလင်းဝလင်းကလှိုင်းကူကဘာရဲ့အတွင်းပိုင်းမှာရှုံးနေဖို့အခွင့်အရာရှိမနေဘူး ငါရဲ့အစီအစဉ်ကမှားယွင်းခဲ့တာမဟုတ်ဘူးပဲတတိယကိုလို့တော့တန်ရှန်ကလည်းရှိနေပါသေးတယ်။သူမကတောင်းမြောင်းအောင်အကျိတ်ပြီးလက်ကောက်ဝိတ်ကရွှေအောင်ပတိစေးရတောက်ပါလာပါတယ်။ရွှေတကားတွေကလည်းပေါ်လာပြီးတစ်ခုနဲ့တစ်ခုထပ်သွားပါတယ်။ရွှေတကားခုနှစ်ချက်ကတစ်ခုတည်းဖြစ်ပေါင်းဆက်သွားပါတယ်။တကားအစ်ခရစ်စီကိုပြေးဝင်သွားတဲ့ရွှေငကားအဖြစ်ပြောင်းလဲသွားတာနဲ့ရွှေအောင်အလင်းတွေကတောက်ပသွားပါတယ်။သူတို့လေယောက်ကတစ်ချိန်ထဲမှာတိုက်ခိုက်လိုက်ကြပြီးသူတို့ရဲ့အစွမ်းကအမခန်းပါဝင်လင်းနဲ့ထော်ဆန်ကတော့တယောက်တစ်လုံးစီလက်သီးဆုပ်လိုက်ကြပြီးသူတို့ရဲ့လက်သီးထက်တွေကအီယာမကျေတခုနှစ်ခုလိုရိုက်ချလိုက်ပါတယ်။အစ်ခရစ်ရဲ့မျက်နှာအတီလောင်းကိုဖျော့ဖျော့နေပြီးသူ့မှာတိုက်ခိုက် ူစိတ်ကမရှိတော့ပါဘူး။ရွှေရောင်တစ်စိမ့်နဲ့ဖျက်ဖျက်ခဲ့တဲ့ဖျက်ဖျက်ကြောင့်သူကလုံအောင်တုံလုံးနေပါတယ်။သူ့တခင်ရဲ့အကိုကြီးကထိုပုံဝင်းကြီးမှာပုံအောင်နေရလို့သူကတန်တရားဝင်နေပါတယ်။ထိုအတွေးတွေကသူ့ကိုတုံဝင်သွားစေပြီး သူ့ရဲ့အစွမ်းကုန်အသုံးပြုမှုမဖြစ်နိုင်တော့အောင်လုပ်နေပါတယ်သူ့ရဲ့စိတ်ထဲမှာတခုတည်းသောအတွေ့အထွက်ပြေးဖို့ပါဝလီနဲ့ထော်ဆန်ရဲ့လက်သီးတွေဟာကြဆင်းလာတဲ့အေကရစ်ကသူ့ရဲ့ခန္ဓာထဲကကြောင်းရင်မှုအလုံးကိုထုတ်လို့ချင်တယ်လို့ဟိမ့်လိုက်ပါတယ်သူကမှော်ထွန်းဆောင်တစ်ခုကိုကင်နာသူလိုပဲသူ့ရဲ့လက်ကိုလှုပ်ရှားလိုက်ပြီးဝလီနဲ့ထော်ဆန်တို့ရဲ့လက်သီးချက်တွေနဲ့တိုက်မိသွားပါတယ်မိုးချင်းတန်လိုမြေဟင်းတန်နေရကဘာတလောကိုပဲ့တင်ထက်သွားပါတယ်ထော်ဆန်ရဲ့လက်မောင်းတွေဟာတုန်ခါသွားပြီးသူကခြေလန်းပေါင်းများစွာနောက်ကိုဆုတ်သွားပါတယ်ဝလင်ကလည်းတုန်ခါသွားပြီးခြေလန်းပေါင်းများစွာနောက်ကိုဆုတ်သွားပါတယ်တစ်ချိန်တည်းမှာပဲမျက်ကိုဖွဲ့စည်းထားတဲ့ရွမ်ယီဖန်ရဲ့နီးပင် ညာရောက်ရှိလာပြီးထိုယာဧကရေကိုခုံလိုက်ပါလေထိုယာခင်းရောက်ငွေဖြစ်ပြောင်းလဲသွားပြီးဧကရေရဲ့ခန္ဓာထဲကိုဝင်ရောက်သွားပါလေမြောက်တခုံရဲ့အရေးကဧကရေရဲ့မျက်ခုံးချောင်းမှာပေါ်လာပါလေဧကရေကတုန်ခါသွားပါလေဝင်လီနဲ့ထော်ဆန်ရဲ့တိုက်ခိုက်မှုတွေဟာသူ့ရဲ့သွေးတွေကိုစူပွက်စေခဲ့ပြီးသားပါအဲ့နောက်မတိမ်မျိုးကျက်တာကိုမြင့်ကြီးကလာတဲ့ရွမ်ယီဖန်ရဲ့ဤပညာသူ့ရဲ့ခန္ဓာကိုဆွဲဖြဲခံနေရသလိုခံစားလိုက်ရစေပါလေအဲ့နောက်မှာတော့တန်ရှန်ရဲ့ရွှေနဂါဧကရေရဲ့ခန္ဓာကိုယ်ထဲကိုဝင်တိုက်လိုက်ပါလေဧကရေကနောက်ပြန်လှည့်ပြီးရွှေနဂါကိုသူ့ရဲ့ညာလက်နဲ့ရိုက်ချလိုက်ပါလေရွှေနဂါကပြုတ်ကွဲသွားရတယ် ဲ့ဧကရေကပထမဦးဆုံးအချိန်ဖြစ်သူတစ်ပုဒ်ကိုအန်ထုတ်လိုက်ရပါတယ်။သူ့ရဲ့အမှုရာမိန့်ဖြော့သွားပြီးသူ့ရဲ့မျက်လုံးထဲမှာကြောင်ရုံမှုကပိုလုံးတော့ပြင်းထန်လာပါလေ။ဝယ်လီနဲ့ထော်ဆန်ရဲ့ရှေးရောက်နှစ်ဖျားဆွမ်းအားကဧကရေကြောင်ရတဲ့အရာတစ်ခုပါ။သူကရင်သူတို့ရဲ့ချင်းချက်မှုအစဉ်ကွာဟချက်ကအရန်ကိုကျေပြန့်လုံပါလေ။သူတို့ကိုရင်ဆိုင်ရခက်ခဲပေမဲ့သူတို့ကလည်းသူ့ကိုဒဏ်ရာအပြင်းထန်ရရှိအောင်လုပ်ဖို့အတွက်တံမိုးကြီးကြီးမောက်ကိုပစ်ဆက်ရပါမယ်။သူအကြောက်ဆုံးကတော့ရွှေရောင်ဒစိမ့်နဲ့ဖိဖက်ခဲ့တဲ့ဖိဖက်ပါ။ပစ်စမောင်းမြောက်မျက်လုံးစုံကသူ့ကိုအေးဆေးတည်ငြိမ်စွာနဲ့ကြီးနေရလို့သူကခံစားနေရပါတယ်။ထိုခံစားချက်ကအရန်ကိုပြင်းထန် က်ပြီးသူ့ကိုယူသွသွားစေမတတ်ပါဘဲသူကတာအုပ်ပညာရှင်အပြောင်းအိမ်မက်ရဲ့အချိန်မှာလေချင်းကက်လာတာကိုခံစားမိနေပါတယ်အပြောင်းအိမ်မက်သားရောက်လာမယ်ဆိုရင်တော့သူကတကယ်ဥမအနေရရှိနေပါပြီသွေးတဘောကိုအန်ထုတ်ပြီးတဲ့နောက်အေကရီရဲ့မျက်လုံးတွေကသွေးရောက်လွမ်းသွားပါတယ်သူကရုတ်တရက်မော့ကြည့်လိုက်ပြီးထွက်ခွာဖို့အတွက်ကြိုးစားရင်သူ့ရဲ့ခြေထောက်အုပ်မှာရေလိုင်းတွန်းနေတာပဲ့တင်ထပ်သွားပါတယ်ဒိုးဝါနေထိုးအချိန်မှာဝလင်းရဲ့ညာဘက်ကလီဟာနေစီကိုလှမ်းလိုက်ပြီးသူ့ရဲ့တုံလောင်နေရာကိုဖွင့်လိုက်ပါတယ်ရှေးဟောင်းအရွက်ဓာစင်လောက်ကပြန်ထွက်လာပါတယ်တဆေအလေးရောက်နေရာလင်းလက်သွားတာနဲ့ထိုရှေးဟောင်းအရွက်ဓာစင်ကအေကရီစီကိုပြေးသွားပြီးသူ့ရဲ့ နောက်ဆုံးမဲ့လမ်းကြောင်းကိုပိတ်ဆို့လိုက်ပါတယ်အေဂရစ်ကပိတ်မိသွားတဲ့အခါဝလင်းရဲ့မျက်လုံးထဲမှာတက်ဖြတ်လိုစိတ်တစ်ချက်ကဖြစ်ပြေးသွားပြီးသူကရှေ့ကိုရှောက်သွားပါတယ်သူကသူ့ရဲ့အပြင်းထန်ဆုံးဤပညာကောင်းကင်ဆုပ်ခဲခြင်းဤပညာကိုအသုံးပြုဖို့အတွက်လက်ကိုမြှောက်လိုက်ပါတယ်ကမ္ဘာလောကကြီးကဆုပ်ပြဲသွားပြီးအကွဲကြောင်းနေရာအေဂရစ်စီကိုပြန်တန်းသွားပါတယ်အကွဲကြောင်းကအေဂရစ်စီကိုတခဏလေးအတွင်းမှာချင်းကပ်သွားပါတယ်အေဂရစ်ကလက်စိတ်တစ်ခုကိုဖွဲ့လိုက်ပြီးသူ့ရဲ့လက်ကိုအကွဲကြောင်းစီကိုရိုက်ချလိုက်ပါတယ်တစ်ချိန်တည်းမှာပဲထော်ဆန်ရဲခန္ဓာလှုပ်ရှားသွားပြီးထပ်နေတဲ့အရေးတစ်ခုကပေါ်လာပါတယ်တစ်ချက်အတွင်းမှာပဲသူ့ရဲ့ပက်လေကမာနကြီးတဲ့အချိန်မှာပြောက်ကွယ်သွားပြီးတိ ငြိမ်မှုနဲ့ခိုင်မာမှုတို့ကအစထိုးဝင်ရောက်လာပါတယ်။သူကအခြားလူတယောက်ဖြစ်သွားသလိုပါပဲ။သူကနိုးထလာတဲ့ထူစီဖြစ်လာသလိုပါပဲ။ပိုပြီးတော့တိတိကျပြောရရင်ပေါ်လာခဲ့တဲ့သူကထူစီပါ။သူကညာလက်ကိုမြောက်ပြီးလေဟာနဲ့စီကိုလှမ်းလိုက်ပါတယ်။မိုးချိန်တန်လို့မြေဟင်းတန်နေရပဲ့နေထပ်သွားပြီးအရာမလှန်တဲ့ချောင်းကသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်။လှမ်းအောင်ဆုပ်ကိုင်ရင်သူကအီဂရစ်စီကိုထိုးဆိုင်လိုက်ပါတယ်။ ယွမ်ယင်ဖန်နဲ့တန်ရှန်တို့ကနောက်တစ်ကြိမ်တိုက်ခိုက်လိုက်ကြပါတယ်သူတို့အားလုံးကသူတို့ရဲ့အစွမ်းထက်ဆုံးသောနီးပညာတွေကိုအသုံးပြုလိုက်ကြပါတယ်မိုးချိမ့်တန်လို့မြေဟင်းတန်တွေကပဲ့တင်ထပ်သွားပါတယ်ယွမ်ယင်ဖန်ကတွေးတဘောကိုအန်ထုတ်လိုက်ပြီးမြေကြီးထဲကိုစိုက်ကြသွားပါတယ်တန်ရှန်ရဲ့ပဇက်တော့ကနေလေတွေးတွေရစီးကြလာပါတယ်သူမကပေတထောင်းကျော့ကိုရိုင်းနေပြီးတော့နောက်ဆုတ်သွားပါတယ်အရန်ကိုအားနေနေပုံပါပဲသူစီရဲ့လန့်ကိုလည်းဧကရေကဖမ်းဆုပ်လိုက်ပါတယ်ဧကရေရဲ့အမူအရာကြမ်းတမ်းနေပြီးသူ့ရဲ့ညာဘက်လက်ဖောကသူစီကိုရိုက်ချလိုက်ပါတယ်သူစီရဲ့ခန္ဓာကတုန်ခါသွားပြီး သူကပေတထောင်လောက်နောက်ဆုတ်သွားရပါတယ်။ဒိုးရရင်သူကဒဏ်ရာမရခဲ့ပါဘူး။ထူစီကိုတွန်းထုတ်ပြီးရဲ့နောက်ဧကရေကနောက်ပြန်လဲလိုက်ပါတယ်။ထိုးချိန်မှာကောင်းကင်ခွဲချမ်းခြင်းရဲ့အကွဲကြောင့်ကချင်းကပ်လာပြီးဆယ်ပေတော်မှမွေးတော့ပါဘူး။ဧကရေရဲ့စပင်တွေကရှုပ်ပွားနေပြီးသူကတွေ့ချင်းမရှိပဲသူ့ရဲ့ရှာပြားကိုကိုက်ကောင်သူ့ရဲ့သွေးနှစ်သာရအချို့ကိုထွေးထုတ်လိုက်ပါတယ်။ထိုသွေးတွေကရွှေရောင်ဖြစ်နေပြီးထိုးရာအကွဲကြောင့်ထိုးဖောက်ကဝလင်းစီကိုပြန်တန်းသွားပါတယ်။ဝလင်းရတာအဲ့သွေးနဲ့တိုက်မိသွားရင်သူကအန္တရာယ်ရှိနေပါပြီ။ထိုးအရေးကြီးတဲ့အခိုက်အတန့်မှာဝလင်းကတည်ငြိမ်နေတော့မှသွေးရချင်းကပ်လာတဲ့အခိုက်အတန့်မှာပဲ 温岭家，浙江人，漂来巴黎。 ရက်ကောင်းကင်ကိုရက်တန်မြေကြီးကိုရက်တန်နီးရမှာအလုံးကိုရက်တန်တွေးရဝန်လင်းရဲ့ရှိမှာခဏတရက်တန်သွားပြီသူကအေးစေးတင်ငိန်စွာနဲ့ရှောင်းလိုက်ပါလေသူကလက်ကိုဝင်းရဲလိုက်တော့တွေးသားပြန်ထွက်သွားပါလေဒိုးရရင်ထိုးချိန်မှာသူ့ရဲ့ခန္ဓာထဲမှာတံပြန်တက်ရောက်မှုကပေါက်ကွဲထွက်လာပါလေသူကတံပြန်တက်ရောက်မှုကိုဖိနှိပ်လိုက်ပြီမဲ့သူ့ရဲ့မျက်နှာကအနေငယ်ဖျော့ဖျော့သွားပါလေတခဏအကြာမှာရက်တန်ဒီပညာအလုံးမလုံးတော့ပဲတွေးရဝန်လင်းကိုကြော်ဖြတ်ပြီးမြေပြင်ပေါ်ကျသွားပါလေရှူးရှူးမိတန်ကြီးကမြေကြီးသားကနေထွက်ပေါ်လာပြီးမြေကြီးရဲ့အဲ့ဒီအပိုင်းကနှိပ်ကျသွားပါလေတွေးသားကလင်းလက်သွားပြီးအေးခရစ်စီ အားတွင်းင်းနဲ့ညီးတွားတဲ့အချက်ကထွက်လာပါလေ။သွေးသားအရမ်းမြန်ပြီးသူကသွေးလေးကိုထွေးထုတ်လိုက်တဲ့အခိုက်တက်မှာပဲအီကရစ်စီကိုပြစ်ခတ်သွားတာပါ။ဒါကအီကရစ်ရဲ့ညာဘက်ပခုံးစီကိုထိုးဖောက်သွားပါလေ။သွေးလေးကပန်းထွက်လာပြီးအီကရစ်ရဲ့မျက်လုံးကသွေးရောက်နှွမ်းသွားပါလေ။သူကသူ့ရဲ့ဘယ်လက်ကိုမြှောက်လိုက်ပြီးကောင်းကင်းကိုလက်ညှိုးနဲ့ထိုးလိုက်ပါလေ။ မင်းတို့အားလုံးကတေချင်နေကြပဲရေရွေးနေရလောက်ဖမ်းယူခြင်းအေကရီရဲ့တာဝန်ဤပညာမြေကြီးကိုကောင်းကင်မှာစီးသမယအရာအလုံးကိုထင်ဟပ်သွားစေတဲ့ရေရင်းအဖြစ်အသုံးပြုခြင်းအဲ့နောက်အရေးကနေတဲ့စင်းကိုဝင်းညုံကိုထုတ်ယူပြီးတက်ဖြတ်ခြင်းဝလင်းကထိုဤပညာကိုအချိန်ပေါင်းများစွာမြင်မှုပြီးအချိန်တိုင်းသူ့ကိုအကြီးအကျယ်မှာတုံလို့စေခဲ့ပါလေအေကရီကစကားပြောလိုက်တာနဲ့ရှေးရောင်အမိတ်တော်ဂူတင်းညာရဲ့နောက်ဆုံးမတိုက်ခင်အလွာမြေကြီးထဲမှာလိုင်းရက်တွေပေါ်လာပါလေပြီးတော့ချက်ချင်းပဲရေလိုဖြစ်သွားပါလေဝလင်းနဲ့အဖွဲရဲ့ပုံအီးတွေကရေပေါ်မှာပေါ်လာပါလေသူတို့ကရေရင်းနဲ့ရေထဲမှာနှိမ့်ညုံနေတယ် လိုပါပဲလုံးဝမလိုအပ်မချင်ဝက်လင်းကဧကရိတ်ကိုမတိုက်ချင်ပါဘူးသူကသူ့ရဲ့ရန်သူတွေကအယောင်ခဏမျိုးတောက်ပညာရှင်နဲ့တစေဝကြီးကျန်းဖြစ်ပါတယ်ဧကရိတ်ကသာထပ်ပေါင်းလိုက်ရင်အရန်အောင်မှခက်ခဲသွားပါလိမ့်မယ်သူကမတိုက်ချင်ပေမဲ့ဧကရိတ်ရဲ့ယူရချက်ကဝက်လင်းကိုတတ်ဖို့ပါထို့ကြောင့်ဝက်လင်းကမဖြစ်မနေတိုက်ရပါတော့မယ်ဝက်လင်းမှာကြီးမားတဲ့အသာစီးရမှုကလည်းရှိနေပါတယ်ရွမ်ယီဖန်တန်ရှန်နဲ့ထော်ဆန်တို့ကဧကရိတ်ကိုအပြင်းထန်ဒဏ်ရာရအောင်လို့ကူညီပေးခဲ့ပါတယ်ဝက်လင်းရဲ့အရင်ကချိုးတင်တွက်ချက်မှုတွေနဲ့ပေါင်းဆက်ပြီးဧကရိတ်ရဲ့စိတ်ကိုပြင်းထန်တဲ့ထိုးနှက်ချက်ကိုပေးနိုင်ခဲ့ပါတယ်အချိန်နဲ့အမျိုးမျိုးအရဧကရိတ်ကိုတတ် ို့ထိုပြီးပြည့်စုံတဲ့အခြေအနေရပေါ်ပေါက်လာခဲ့ပါတယ် အရေးကြီးဆုံးအချက်ကတော့ထော်ဆန်တဲ့ဧကရစ်ပြီးတဲ့နောက်ဝလင်းခန့်စားမိတဲ့တတိယလူပါထိုတတိယလူကတော့တာဝပညာရှင်အပြောင်အိမ်မက်ပါသူတို့၅ယောက်ကပေါင်းပြီးဧကရစ်ကိုတစိမ့်မခန့်နိုင်ဘူးဆိုတာဝလင်းကမယုံကြည်ပါဘူးထိုအချိန်မှာပဲဧကရစ်ရဲ့ယူရီနီးယားလောက်ဖမ်းယူခြင်းရပေါ်လာပါတယ်သူရဲ့နေရဲနေတဲ့မျက်လုံးတွေကတစ်ဖက်လိုစိမ့်နဲ့ပြင်းထန်နေပါတယ်သူကထမပြေးခြင်းတော့ပါဘူးဘာလို့လဲဆိုတော့တာဝပညာရှင်အပြောင်အိမ်မက်ကရောက်လာတာကိုသူကရှင်းရှင်းလင်းလင်းနဲ့ခန့်စားမိလို့ပါအပြောင်အိမ်မက်ကဒီမှာရှိတော့ဘာဖြစ်လဲမင်းတို့ကငါ့ကိုတတ်ချင်ရင်တော့အလကားတော့ရမှာမဟုတ်ဘူးအချိန်ရလေကန့်တတ်ချက်ရှိတယ် CEO 之间，没嫁给嘛小老头嘛。 တဆေဦးကြီးချမ်းမရောက်ခင်မှာသူတို့ကငေါ့ကိုတတ်နိုင်မှာမဟုတ်ဘူးရေတွင်းဖြစ်ပြောင်းသွားတဲ့မြေကြီးကဝက်လင်းနဲ့အဖွဲပုံရိပ်တွေကိုထင်ဟက်သွားပါတယ်အိမ်နောက်မှာအပြောင်အလင်းတစ်ခုကပေါ်လာပြီးအပြောင်အလင်းကရေတွင်းနဲ့ကောင်းကင်တစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်အဝေးမှာတာဝပညာရှင်အပြောင်အိမ်မက်ကရှောက်ထွက်လာပါတယ်ဝက်လင်းရဲ့မျက်လုံးတွေကအယောင်လက်သွားပါတယ်တာဝပညာရှင်အပြောင်အိမ်မက်ကရောက်လာတဲ့အခါသူကနဖျားယုံသတင်းစကားကိုပို့လိုက်ပါတယ်အကြီးကဲအပြောင်အိမ်မက်အေကရစ်ကိုအသက်ရှူချိန်၃ချိန်စာတစိမ့်ခရာနိုင်မလားအပြောင်အိမ်မက်ကလည်းနီးကပ်လာပြီးခေါင်းညှိလိုက်ပါတယ်သူ့ရဲ့လက်ကိုခါလိုက်တော့ရေတွင်းဖြစ်နေတဲ့မြေကြီးကတုန်ခါ သွားပါတယ်မြေကြီးကပြုတ်ခွဲပြီးရေရင်းကကွဲကျိတ်သွားပါတယ်သူကလက်ကိုဝင်ရင်လိုက်တာနဲ့အပြောင်ဟုတ်အလင်းကပြုတ်ခွဲသွားတဲ့ရေရင်းလေးကိုဝင်သွားပြီးလေထဲကိုပြန်တက်သွားပါတယ်ကဘာကြီးကိုဖုံးလန်းသွားတဲ့အပြောင်ဟုတ်ကလကာတစ်ခုအဖြစ်ပြောင်းသွားပါတယ်အသက်ရှူချိန်၃ချိန်ဆိုရင်ငါလုံးနိုင်တယ်တာဝပညာရှင်အပြောင်ဟုတ်အီမက်ကစကားပြောရင်အပြောင်ဟုတ်အလင်းလေးကိုရှောက်ဝင်သွားပါတယ်ထိုးအချိန်မှာပတ်ဝန်းကျင်ဟာအပြောင်ဟုတ်အလင်းတွေဟာအကရစ်စီကိုပြစ်ထွက်သွားပါတယ်အပြောင်ဟုတ်အလင်းတန်းသုံးခုကရွံ့ရင်ဖန်နဲ့တန်းချန်းစီကိုပြန်တန်းသွားပြီးသူတို့ကိုအပြောင်ဟုတ်အလင်းလေးကိုဆွဲသွင်းလိုက်ပါတယ်နောက်ဆုံးအလင်းတန်းကထော်ဆန်ကိုရစ်ပတ်ပြီးသူ့ကိုလည်းအပြောင်ဟုတ်အလင်းလေးကိုဆွဲသွင်းလိုက်ပါတယ်သူတို့ ့၄ယောက်လုံးအပြောင်အလင်းနဲ့ပေါင်းဆက်သွားကြပါလေသူတို့ကအပြောင်အလင်းနဲ့ကိုပြောက်ွက်သွားတဲ့အခိုက်အတန့်မှာမော်ထွင်းစာ၄လုံးအဖြစ်ပြောင်းသွားပြီးဧကရေးစီကိုပြန်တန်းသွားပါလေဧကရေးရဲ့အမူအရာပြောင်းလဲသွားပါလေထိုးရအလုံးကချက်ချင်းပဲဖြစ်သွားတာပါအပြောင်အိမ်မက်ကပေါ်လာပြီးခဏလေးအတွင်းမှာမော်ထွင်းစာ၄လုံးကဧကရေးစီကိုပြန်တန်းသွားတာပါဧကရေးကဒါကိုမရှောင်နိုင်ပါဘူးထိုးရအပြောင်အိမ်မက်ရဲ့ချင်းကြံမှုအပြေးအဝါနဲ့ဖွဲ့စည်းထားတာပါသူကစမ်းကျဲဘေးဒုက္ခအဆင့်ထဲကိုမဝင်သေးပေမဲ့စမ်းကျဲဘေးဒုက္ခချင်းကြံသူတွေကိုတိုက်ခိုက်နိုင်ပါလေ သူကဥဆောင်သူအဖြစ်နဲ့ကျန်တဲ့၃ယောက်အကူအညီနဲ့မှော်ထင်းစာ၄လုံးကအတားအဆီးအလုံးကိုဖောက်ထင်းပြီးအေကရီရဲ့ခန္ဓာကိုယ်ပေါ်ကိုကြောက်ထွားပါတယ်မှော်ထင်းစာ၄လုံးကကြောက်ထွားတဲ့အခိုက်တက်မှာအေကရီကရိုင်းနေသွားပြီးသူ့ရဲ့တခုလုံးကိုတစ်စိတ်ခတ်လိုက်တဲ့အပြောင်းအလင်းရဝင်းရံသွားပါတယ်သူ့ရဲ့လှုပ်ရှားမှုတွေကတစ်စိတ်ခတ်ခံလိုက်ရပေမဲ့သူ့မှာစွာအများကြီးကကြန့်ရှိနေတုံမှာအပြောင်းရောင်အလင်းတန်းကသူ့ကိုဝင်းရံလိုက်တဲ့အခိုက်တက်မှာပဲရွှေရောင်အလင်းတန်းတစ်ခုကသူ့ရဲ့ခန္ဓာကိုဖုံးလွှမ်းသွားပါတယ်အဝေးကနေကြည့်ရင်အေကရီကလုံးဝရွှေရောင်ဖြစ်နေပါတယ်ထိုရွှေရောင်ဒိုင်းကသူ့တစ်စိတ်ခတ်ခံရပြီးတဲ့နောက်အသက်ရှူချိန်အနည်းငယ်အတွင်းမှာပြင်းထန်တဲ့ဒိုင်းရီရ နေသူ့ကိုကာကွယ်ပေးနိုင်ပါတယ်အသက်ရှူချိန်၃ချိန်နေရပထမအချိန်ဝလင်းကတွန်းဆုံမနေပါဘူးအေကရေကအပြောင်အလင်းနဲ့တစိမ့်ခတ်ခံရတဲ့အခိုက်အတန့်ပါပဲသူကရှေ့ကိုတိုးပြီးအေကရေရဲ့ရှေ့မှာပေါ်လာပါတယ်သူရဲ့ညာလက်ကိုမြှောက်လိုက်တော့တစီမျက်နှာရွတ်တိုင်ရလဲပေါ်လာပါတယ်ဝလင်းရဲ့လက်ချောင်းနေရအပြောင်အလင်းကိုထိုးဖောက်ပြီးအေကရေရဲ့မျက်ခုံးချောက်ကိုအကျောက်သွားပါတယ်အိမ်မက်တော် ဝယ်လင်ရဲ့အတန်ပစ်တင်ထက်သွားရနဲ့ဒူရီယာအသက်ရှူချိန်ကရောက်လာပါတယ်အိမ်မက်တာအိုနဲ့တစီမျက်နှာတို့ကပေါင်းဆက်ပြီးအီကရစ်ရဲ့အတွင်းပိုင်းလေးကိုတိုးဝင်သွားပါတယ်သူတို့ကအီကရစ်ကိုလုံးဝထိုင်ရမရစီပဲသူ့ရဲ့ဝိညာဉ်နဲ့ပေါင်းဆက်သွားပါတယ်အိမ်မက်တာအိုကိုအသုံးပြုပြီးဝယ်လင်ကအီကရစ်ရဲ့မျက်နှာနေထဲကိုဝင်ရောက်သွားပြီးဆက်သွယ်မှုတစ်ခုကဖြစ်ပေါ်လာပါတယ်ဝယ်လင်ကအီကရစ်ရဲ့မျက်နှာကိုပြောင်းလဲဖို့အတွက်မကြိုးစားဘဲမဲနဲ့တဲ့မြို့ခိုးတွေဝင်ရနေတဲ့တောင်းကိုလက်ညှိုးနဲ့ထိုးလိုက်ပါတယ်ဒီဝိညာဉ်ကို GCCO ငါပူဆောင်မယ် ဝလင်းကသူကအီကလေးကိုမရှင်းနိုင်မှန်းသိပါတယ်။ဒိုးဝါရင်သူကတက်ဖို့အတွက်ဓာတ်တချောင်းကိုငားနိုင်ခဲ့ပါတယ်။အဲ့ဒါတော့ရီစီပါ။သူ့ရဲ့စကားတန်ပိတ်တင်ထက်သွားတာနဲ့တတိယအသက်ရှူခြင်းကရောက်လာပါတယ်။တောင်ရဲ့ပက်လေကမြစ်ခိုးတွေကလှုပ်ရှားလာပြီးကောင်းကင်ကိုတုန်ခါသွားစေတဲ့ဟိမ့်တန်တစ်ခုကထွက်လာပါတယ်။တစ်ချိန်တည်းမှာပဲအီကလေးရဲ့ဝိညာဉ်ဟာသူ့ရဲ့ခန္ဓာကနေအချိန်ငယ်မြန်နဲ့ပြတ်ကွက်သွားပါတယ်။ဝါမျိုးခံရသလိုပါပဲ။အီကလေးရဲ့မျက်လုံးတွေကရုန်းကန်နေပြီးသူ့ရဲ့ခန္ဓာကတုန်ခါသွားရတဲ့အတူကြမ်းတမ်းတဲ့ဟိမ့်တန်တစ်ချက်ကိုပြုတ်လိုက်ပါတယ်။အသက်ရှူခြင်း၃ချိန်စာကုန်သွားပြီးတဲ့နောက်သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကဒစိမ့်လေးကချက်ချင်းပဲပြတ် က်ကွက်သွားပါတယ်။ဒစိမ့်လီကူကပြက်ကွက်သွားတဲ့အခါတာအိုပညာရှင်အပြောင်အိမ်မဲ့ရွမ်ယီဖန်တန်ရှန်နဲ့ထော်ဆန်တို့ကပတ်ဝန်းကျင်ဟာအပြောင်အလေးနည်းကနေပေါ်ထွက်လာကြပါတယ်။အေဂရစ်ကတာအိုပညာရှင်အပြောင်အိမ်မဲ့ရဲ့ဒစိမ့်ကနေလွတ်မြောက်သွားတာနဲ့နာကျင်စွာနဲ့အော်ဟစ်လိုက်ပါတယ်။ နာကျင်စွာနဲ့အိုဟိတန်ဟာထွက်ပေါ်လာပါတယ်သူကခေါင်းကိုကင်ပြီးအလီမြန်နောက်ဆုတ်လိုက်ပါတယ်နာကျင်စွာနဲ့အိုဟိတန်တွေကလူတွေရဲ့နှလုံးသားကိုတုံလုံးသွားစေပါတယ်ဧကရီရဲ့ဝိညာဉ်ဟာအလီမြန်ပြောက်ကွယ်နေပြီးရစ်ပူဇော်ခံနေရတာပါတာအိုပညာရှင်အပြောင်အိမ်မက်နဲ့အဖွဲ့ရထိုးရောင်မြင်ရချိန်မှာသူတို့ရဲ့မျက်စံဟာကျုပ်သွားပါတယ်သူတို့ကတုံလုံးသွားကြပါတယ်ဝယ်လင်းကသူတို့ဘောကိုအန်ထုတ်လိုက်ရပြီးသူကပေးတထောင်ကျော်နောက်ကိုဆုတ်သွားပါတယ်သူကကောင်းကင်မှာအိုဟိနေတဲ့ဧကရီကိုကြည့်လိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေဟာရက်ဆက်ပြီးအေးဆက်တဲ့အကြည့်ကိုဖော်ပြနေပါတယ်ထိုးချိန်မှာဧကရီရဲ့မျက်လုံးတွေဟာတွေးရောက်လွမ်းနေပါတယ်ပြင်းထန်တဲ့နာကျင်မှုက သူ့ကိုယူသွတ်သွားစေပြီးသူကဝန်လင်းရုံကြီးကယူသွတ်သွားသလိုသူ့စီကိုပြေးဝင်တိုက်ခိုက်ပါတယ်ငါ့ကိုဒီလောက်ထိနာကျင်အောင်လုပ်တာမင်းပဲငါမင်းကိုတတ်မယ်တတ်မယ်အီကရစ်ကဝန်လင်းစီကိုပြေးဝင်ရင်ဟိမ့်လိုက်ပါတယ်သူ့ရဲ့အသီးစိတ်ကဝေပါနေပြီသူ့ရဲ့စိတ်ထဲမှာရှိနေတဲ့တခုတည်းတော့အထွေရဝန်လင်းကိုတတ်ဖို့ပါရီစီရုပ်သေးငါဝိညာဉ်ကိုလုံလောက်အောင်လို့ပူဇော်ခဲ့ပြီးပြီငါမင်းကိုစင့်ခေါ်တယ် ဝလင်းကသူ့ရဲ့ပဇက်တော့ကသွေးဦးအောင်မတုတ်ပဲနောက်ဆုတ်လိုက်ပါလေအီကရစ်ကနီကက်လာန်နဲ့ဝလင်းကလက်တစိတ်တစ်ခုကိုဖွဲ့ပြီးဟိန်းလိုက်ပါလေသူ့ရဲ့စကားတန်ပိတ်တင်ထပ်သွားတဲ့အခိုက်တန်မှာအဝေးရတောင်ကြီးကပြုတ်ကွဲသွားပြီးမြုပ်ခိုးရီကဝလင်းစီကိုပြေးဝင်လာပါလေအရန်ဦးမှမြန်ပါလေချက်ချင်းပဲဝလင်းကိုဖုံးလန်းသွားပါလေပြေးဝင်လာတဲ့အီကရစ်ကိုနောက်ဖုံးလန်းသွားပါလေမြုပ်ခိုးရီကလူတိုင်းရဲ့အကြည့်ကိုကွယ်သွားစေပါလေအဲ့နောက်မှာတော့မြုပ်ခိုးရီထဲကနေဟိန်းတန်တစ်ခုကထွက်လာပါလေတစ်ခုကအီကရစ်စီအားပါအဆုံးမရှိနာကျင်မှုကပြင်းထန်နေပါလေနောက်တစ်ခုကတော့အဆုံးမရှိတပြက်လူစိတ်ကပြင်းထန်နေပါလေဟိန်းတန်ကမဲနေတဲ့မြုပ်ခိုးထဲ မှာဆက်ပြီးတော့ပစ်တင်ထမ်းနေပါလေမြူခိုးထဲရလူတွေကလွဲပြီးဘသူကမှအတွင်းထဲမှာဘာဖြစ်နေလဲဆိုတာကိုမသိပါဘူးသူတို့ကဧကရရဲ့ဟင်းတက်နေရပို့ပြီးတော့နာကျင်စရာကောင်းလာတာကိုပဲကြားနိုင်ပါလေခနာအကြမှာမြူခိုးတွေကပြင်းထန်စွာနဲ့လှူရှားလာပြီးဧကရကအပြင်ကိုလွှင့်ဆင်သွားပါလေသူကမြေပြင်ပေါ်မှာမျိုးလုံးမိလိရကျသွားပြီးမလှုပ်တော့ပါဘူးအပြောင်အိမ်မက်နဲ့အဖွဲရဝန်လင်းရဲ့ပက်လေကမင်းနဲ့မြူခိုးတွေကိုဂယူဒဆိုင်နဲ့ကြိလိုက်ပါလေ မြူခိုးတွေကတဖြည်းဖြည်းနဲ့ခဲလာပြီးတော့ဝင်လင်းကိုပေါ်ထွက်လာစေကသူတို့ကမြင်လိုက်ရပါတယ်ထိုမြူခိုးတွေကစူးစင်းနေတော့မှဝင်လင်းစီမှာစူးစင်းနေတာမဟုတ်ပဲသူ့ရဲ့ညာလက်မှာပါအဲ့ဒီမှာအရိတ်တစ်ခုကကုန်းကုန်းလေးထိုင်နေပါတယ်မြူခိုးအလုံးကခဲသွားတဲ့အခါအရိတ်ကိုလူတိုင်းရဲ့အမြင်မှာရှင်းလင်းသွားပါတယ်တန်းရှမ်းရဲ့မျက်နှာချစ်ချင်းပဲဖြဖြော့သွားပြီးသူကခြေလန်းအနေနဲ့နောက်ဆုတ်လိုက်ပါတယ်ရွှေရီဖန်တော်မှအသက်ရှူမှသွားပြီးသူ့ရဲ့မျက်လုံးတွေကကြောင်ရွံ့မှုနဲ့ပြည့်နေသွားပါတယ်တာဝန်ပညာရှင်အပြောင်အိမ်မက်နဲ့ထော်ဆန်တို့ကပို့ပြီးတော့အားကောင်းပေမဲ့သူတို့ရဲ့နှလုံးသားတွေကအရိတ်ကိုမြင်လိုက်ရတဲ့အခါတုန်ခါသွားပါတယ် ထိုးရတော့ခင်ရောအသားရည်နဲ့လူပုလေးတယောက်ပါသူကဝေစားမပါပဲအဲ့မှာကုန်းကုန်းလေးသာထိုင်နေပါလေသူ့ရဲ့ခေါင်းမှာသပင်မရှိပါဘူးသူ့ရဲ့ခန္ဓာကလည်းအရန်ဝပိန်လေးနေပါလေသူ့ရဲ့ရှာကတော့ခုနှစ်ပေလောက်ထွက်နေပြီးရိန်ထိုးလေးရဲ့တွဲကြနေပါလေသူ့ရဲ့မျက်လုံးတွေကတော့မှောင်ပိုင်းနေပါလေ ပဝင်းချင်းဟာအလင်းရောင်ကိုဆွဲယူနိုင်တယ်လို့ပါပဲသူ့ရဲ့ပုံမေးကိုအနေငယ်ပုံပြတ်သွားစေပါတယ်သူ့ရဲ့ခန္ဓာကနေဖုံမပြနိုင်တဲ့ကြမ်းတမ်းရဆက်မှုကလည်းပြန်နှံ့ထွက်နေပါတယ်ထိုရုပ်ကငရေပုံကနေတက်လာတဲ့မကောင်းဆိုးဝါးတစ်စိတ်တစ်ခုလိုပဲသူကအဲ့နေရာမှာကုန်းကုန်းလေးထိုင်နေအောင်ဖြစ်ပေမဲ့လူတိုင်းရဲ့နှလုံးသားထဲမှာကြီးမားတဲ့ဖိအားကိုပေးနေပါတယ်ပဝင်းချင်းဟာတိတ်ဆိတ်နေပါတယ်နဆိုးလိုလူပုလီရဲ့အသက်ရှူတန်အောင်ပဲကြားနေရပါတယ်ဝယ်လင်းကတင်းငယ်နေတယ်လို့ကြည့်ရပေမဲ့သူ့ရဲ့နှလုံးသားကလည်းတုံလုံးမှုတွေနဲ့ပြည့်နှက်နေပါတယ်မြူခိုးထဲမှာသူကရီစီအယုတ်ရဲ့ဧကရစ်ကိုယူသွစွာတိုက်ခိုက်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်ဝ ဝလင်းကသူ့ရဲ့နှလုံးသားထဲကတွန်လို့မှုကိုထိန်းချုပ်ဖို့အတွက်အချိန်တော်ကြာကြီးယူလိုက်ရပါတယ်။သူကရုံနဲ့သူ့ရဲ့ဆက်သွယ်မှုကမခိုင်မာမှန်းသိပါတယ်။အဲ့ဒါကိုထိန်းချုပ်ဖို့ကခက်ခဲပါတယ်။အပြေဝထိန်းချိုးချင်ရင်သူကဆက်ပြီးတော့တပြည့်ရပါမယ်။ဝိညာဉ်တွေကိုပူဇော်ရပါမယ်။ဒါတတိယဝိညာဉ်ရဲ့မှတ်ဉာဏ်နဲ့အနှင်းငယ်ကွာခြားနေတယ်။ မှညံအရာဆိုရင်ဓာအပေါ်လာနဲ့စမ်းကျဘေးဒုက္ခ၉ခုလုံးကိုဖျက်ကျော်ပြီးတဲ့လေဟာနဲ့အထိဒုက္ခအစောပိုင်းအဆင့်အထုံးထိပ်ကြီးညက်သူတယောက်ရဲ့စွာမျိုးဟာရှိတင်တာဒါပေမဲ့ရုပ်တရအယံဝန်တာမဏီလုံးဖြစ်ပေမဲ့လေဟာနဲ့ဘေးဒုက္ခကြီးညက်သူတယောက်ရဲ့ စစ်မှန်တဲ့စွာအဆင့်ရုံတော့မရောက်သေးဘူး။ဒါကစမ်းကျက်ဘီဒုက္ခအနေငယ်ကိုဖျက်ချော်ပြီးတရားရုံးနဲ့ပဲတူနေတယ်။ဝလင်းကသူ့ရဲ့စိတ်ထဲမှာတန်တရားတွေရှိနေပြီမဲ့အဖေကိုရှာမတွေ့နိုင်ပါဘူး။အဝေးမှာရွှမ်းလောက်ကရီစီယုတ်သေးရပေါ်လာတာကိုကြည့်နေခဲ့ပါတယ်။သူကဒါအဖာလဲဆိုတာသိပါတယ်။ငါအရင်ရော အရှိန်ဝါတို့တော့ခံစားမိပြီသားဒါကတကယ်ကိုအယုတ်ဝိညာဉ်ပဲပြီးတော့နှစ်ခါပုံစံပြောင်းပြီပြီဒီအယောင်ခုနှစ်မျိုးကောင်းကင်ဧကရေကတကယ်ကိုစိုးရတာပဲရွှမ်းလောကခေါင်းခံရပြီးတပင်းချလိုက်ပါတယ်ဝင်းလင်းကအတက်ကိုပြပြန့်ရှူသွင်းပြီးဒတိလစ်နေတဲ့ဧကရေစီကိုရှောက်သွားပါတယ်လူပုလီယာတိတ်တဆိတ်နဲ့လိုက်လာပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကအစင်းမှန်ကိုထိန်နဲ့မြှုပ်ခိုးချမှပြောင်းလဲနေပါတယ်ဝင်းလင်းကဒတိလစ်နေတဲ့ဧကရေကိုကြည့်ပြီးရှုပ်ထွေးသွားပါတယ်ဧကရစ်အချိန်တော်ကြာပြီးရဲ့နောက်ဝင်းလင်းကသူ့ရဲ့လက်ကိုဝင်ရင်လိုက်ပြီးဧကရစ်ကိုသူ့ရဲ့တုံလောင်အိတ်ထဲကိုထည့်လိုက်ပါတယ် မင်းမောင်ဝိညာဉ်တဝက်ကကြံနေသေးတယ်ဒါပေမဲ့ငါမင်းကိုမတက်ဘူးမင်းဟာတစ်ချိန်ကအယူဝဲကြုံတယောက်ပဲသူက နိုးထလာတဲ့အခါမင်းရဲ့ကံကြမ္မာကိုသူက ဆုံးဖြတ်လိုက်မယ် ်ဧကရိယဝဉ္ညောယူလိုက်ရပြင်မဲ့ဝလင်းကတော့ပျော်ရွှင်မှု မခံစားရပါဘူးအဲ့ဒီစာသူကအနေငယ်ဝမ်းနေမိပါတယ်ဝလင်းကဒုတိယအဆင့်မှာပဲရှိသေးတုန်းကဧကရိယနာမည်ကိုကြားပူးခဲ့ပါတယ်ပြီးတော့သူကရှေးအောင်ကျဆူစနစ်ကိုရောက်သွားပြီးတဲ့နောက်သူတို့ကအကြိမ်ပေါင်းများစွာတွဲဆုံခဲ့ကြပါတယ်ထိုလူကိုမျိုးဆက်တစ်ဆက်ရဲ့ခေါင်းဆောင်လို့သတ်မှတ်နိုင်ပြီးမဲ့သူ့ရဲ့ဘဝကဝမ်းနေစရာကောင်းပါတယ်သူကအယူရဲ့ကျွန်တယောက်မျှတာပါပြီးတော့အယူကပျောက်ဆုံးသွားပြီးတဲ့နောက်သူကအယောင်ခုနှစ်မျိုးတာဝပညာရှင်ကိုသူ့ရဲ့တခင်အဖြစ်ကူးကွယ်ဖို့အတင်းကျပ်ဖိအားပေးခံခဲ့ရပြီးအယောင်ခုနှစ်မျိုးတာဝပညာရှင်ရဲ့အမိတ်တွေကို 拿上我可以压把零， အခုသူ့ရဲ့ဝိညာဉ်တော်ဘက်ကိုဝလင်ကယူသွားပြီးဒီလိုအခြေအနေမျိုးကိုကြောက်သွားပါတယ်ထိုးရာဒီအလုံးကဧကရေကအပြင်းနယ်ပယ်ရတတိယအဆင့်ကြီးညံ့သူတွေကိုစူးစီးပြီးဒဇိတ်ခန့်နယ်ပယ်အရှင်သခင်ကိုတိုက်ခိုက်ခဲ့ပုံနဲ့ရန်ဝန်တူနေပါတယ်ဒဇိတ်ခန့်နယ်ပယ်အရှင်သခင်ကကောင်းကင်စန်းကျင်ပဒေးစီထဲမှာဝိညာဉ်မြင့်တန်းလေးတစ်ခုပဲကျန်တော့တဲ့အထိပါထိုးရာတော့ဝိလက်ချင်းဆက်ဝန်းတစ်ခုလိုပါပဲတက်ဖြတ်သမားတက်ဖြတ်ခဲ့တယ်လို့အသက်ခံခဲ့ရပါတယ်ဝလင်ကတပင်းချလိုက်ပြီးတော်ပညာရှင်အပြောင်အိမ်မက်နဲ့အဖွဲကိုလက်နှစ်ဖက်ဆုပ်ပြလိုက်ပါတယ်ဒါအတွက်ကျေးဇူးအများကြီးတင်ပါတယ်တော်ပညာရှင်အပြောင်အိမ်မက် က်ရဲ့အကြီးကလူပုလေးကိုချော်ဖြတ်ပြီးဝင်လင်းကိုကြီးလိုက်ပါလေသူကဖင်းချင်းစွာနဲ့ပြောလိုက်ပါလေငါမင်းကိုအများကြီးမကူညီနိုင်ဘူးဒါပေမဲ့ဘာပဲဖြစ်ဖြစ်ငါအစွမ်းကုန်ကူညီပေးမယ်ဒါမင်းကိုပေးတဲ့ငါရဲ့ခရီးပဲသူကနောက်ဆုံးစကားနှလုံးပေါ်ကအတန်အတော်လေးနဲ့ပါလေထူစီဒါမဟုတ်ထော်ဆန်ကတမန်လူတယောက်ရွယ်စားကိုပြင်ပြောင်းသွားပြီးတင်ငိန်စွာနဲ့ပြောလိုက်ပါလေမင်းကငါရဲ့အမွေဆက်ခံမှုကိုငါစီကိုပြန်ပေးခဲ့ပြီးငါရဲ့စီးစင်းနေတော့မှင်ပုံပြောင်းလဲခြင်းနဲ့ဖျားနီးစနစ်ကိုပြေစုံစေခဲ့တယ်ငါမင်းကိုကျေးဇူးဆက်တဲ့အနေနဲ့ကူညီပေးမယ် ဝလင်းကထိုလူကထော်ဆန်လားထူစီလားဆိုတာမပြောနိုင်ပါဘူး။ဒိုဝရင်ထိုလူကဘာဖြစ်သွားလဲဆိုတာကိုလည်းသူကမေးမြန်းနဲ့နားလည်လိုက်ပါတယ်။ရွိုင်းဖန်ကတော့ခါသက်ဆောင်နဲ့ပြုံးလိုက်ပြီးဝလင်းရဲ့ကျေးဇူးတင်စကားကိုပြန်ပြီးတော့မတုံ့ပြန်ပါဘူး။သူကရှုံးနေခဲ့တာကြောင့်ဝလင်းရဲ့အမိတ်ကိုနားထောင်ရမှာပါ။သူ့မှာတတိယတော့ရှိနေတော့မှာထို့ကြောင့်သွေးချင်းဆိုခြင်းရမရှိတော့ပေမဲ့သူကသူ့ရဲ့စကားကိုပြန်မြုပ်သိမ့်ပါဘူး။ဝလင်းကတတိယမြောက်ကိုလို့တော့တန်ရှမ်းကိုကြည့်ပြီးညင်သာဆောင်နဲ့ပြောလိုက်ပါတယ်။ငါမင်းကိုဒီနေရာကနေထွက်သွားဖို့ကူညီခဲ့ပြီ။ မင်းကငါ့ကိုအီကရီနဲ့တိုက်ခိုက်ဖို့မှကူညီပေးခဲ့တယ် ဒါကြောင့်မင်းရဲ့အကျွေးရကြီးသွားပြီ။မင်းရအနာဂတ်မှာဒီကိစ္စကိုစိတ်ထဲထားဖို့အတွက်မလိုအပ်တော့ဘူး။တန်ရှန်ကခဏလောက်တိတ်ဆိတ်စွာနဲ့စဉ်းစားပြီးခေါင်းငိတ်လိုက်ပါလေ။အဝေးမှာရီစီယုတ်တေးရထွက်လာတဲ့တောင်ကပြုတ်ကွဲသွားပြီးအပေါက်တစ်ခုကပေါ်လာပါလေ။ရှီယောင်းတောက်ကိုအချိန်ကအမြင့်တန်းနေရလေပြန်နှံထွက်လာပါလေ။ထူရာတော့နောက်ဆုံးလွာရဲ့ဝင်ပေါက်ပါ။ဝလင်းကဝင်ရောက်သွားတဲ့သူကရဲမောရဲ့နှလုံးသားရှိနေတဲ့နေရာကိုရောက်နိုင်ပါလေ။ဒူဝရရင်ထူအချိန်မှာကောင်းကင်မှာလှိုင်းကြက်တရားပက်တင်ထပ်သွားပါလေ။အဝေးမှာအလင်းတန်းအနေငယ်ကနီးကပ်လာပြီးအစွမ်းထက်တဲ့နဖျားအယုံကပြန်နှံထွက်လာပါလေ။ထူပြောင်းလဲမှုကဝ ဝန်လင်းရဲ့အာယုံကိုဆွဲဆောင်လိုက်ပါတယ်သူကအဝေးရကောင်းကင်းကိုမော့ကြည့်လိုက်ပြီးသူ့ရဲ့အမူအရာတဖြည်းဖြည်းနဲ့ညှို့မိုင်းလာပါတယ်တဆေဦးကြီးချန်းကလိုက်မိလာပါပြီမင်းရောအော်ဆင်းသွားတော့ ဒီဖိုးကြီးကမင်းကိုကူညီမယ်လို့ခရီးပေးထားမှာတော့ဆက်ပြီးတော့ကူညီရမှာပေါ့တာဝပညာရှင်အပြောင်အိမ်မက်ကတပင်းချပြီးသူ့ရဲ့ခန္ဓာအနှံ့အပြောင်အလေးနေရာပြန့်နှံ့သွားပါလေသူကကောင်းကင်ကိုမော့ကြည့်လိုက်ပါလေသူ့ရဲ့မျက်လုံးထဲမှာတိုက်ခိုက်လို့စိတ်ကရှိနေပါလေထော်ဆန်ကတော့တိတ်ဆိတ်စွာနဲ့စဉ်းစားပြီးဝက်လင်းကိုကြည့်လိုက်ပါလေသူကစကားမပြောပေမဲ့သူ့ရဲ့ခန္ဓာထဲကနေပောက်ကွဲတဲ့နေရာထွက်လာပါလေသူကမော့ကြည့်ပြီးလက်သီးဆုပ်လိုက်ပါလေဦးလေးမာကလည်းပေါဝင်လာပြီမင်းကိုအချိန်အလုံးလောက်ရအောင်ဆွဲထားပေးမယ်ရိုင်းဖန်ကစေးလုံးတစ်လုံးကိုမြူချရင်ခါတတ်တဲ့အပြုံးတစ်ခုကိုပြသလိုက်ပါလေ သူကညာလက်ကိုဝင်ရလိုက်တော့သူ့ရဲ့ခန္ဓာကဓစင်ငါးမျိုးအလင်းရောင်ကိုထွက်လွတ်လိုက်ပါလေတန်ကြက်ကဝိတဇုံကဖြည်းဖြည်းနဲ့ပေါ်လာပါလေတန်ရှန်ကစကားမပြောဘဲညာလက်ကိုဝင်ရလိုက်ပါလေရွှေရောင်တကားခုနှစ်ခုကထိုနေရာလူတိုင်းရဲ့ပက်လက်မှာပေါ်လာပါလေသူမကအသက်ကိုဖြည်းဖြည်းရှူသွင်းလိုက်ပြီးကောင်းကင်ကိုမော့ကြည့်လိုက်ပါလေဝလင်းကပါဇက်ကိုဟားလိုက်ပြင်မဲ့ဘာပြောမှမသိပါဘူးသူကထိုနေရာမှာမရှိရင်ရီစီရဲ့ရုပ်ကိုမထိန်ချုံနိုင်ပါဘူးအယုတ်ကသူ့နောက်ကိုလိုက်ရမှာပါထို့ကြောင့်သူကထိုနေရာမှာမရှိရင်ရီစီအယုတ်ကအကျိုးတရားမှုရှိမှာမဟုတ်ပါဘူး ဝလင်းကလူတိုင်းကိုလေးလေးနက်နက်ဥညွန့်လိုက်ပါတယ်ထိုးရစကားပြောရမယ့်အချိန်မဟုတ်မှန်သူကလည်းသိပါတယ်သူကဘဲဘက်မျက်လုံးကလွဲပြီးရဲမောရဲ့နောက်ဆုံးအမွေဆက်ခံမှုကိုရယူရပါမယ်ပြီးရင်တော့စရုထပန်းနေရနေထွက်ခွာပြီးပစ္စမမြောက်ပန်းနေရအစင်းမှန်တကားကိုရှာရပါမယ်ဒိုးရရင်ထိုးအချင်းနေရတစေဟုကြီးချမ်းမလိုက်မိခင်မှာလောရမှာဖြစ်ပေမဲ့သူကတော့အနာကိုရောင်းနေပါပြီဝလင်းကအသက်ကိုပြပြင်းရှူသွင်းပြီးတွန်းဆုံးမနေတော့ပါဘူးသူကပြုတ်ကွဲနေတဲ့တောင်စီကိုပြေးဝင်သွားပါတယ်သူကပျောက်ကွယ်သွားပြီးရဲ့နောက်ကောင်းကင်ဟာတုန်ထီးသွားပြီးတစေဟုကြီးချမ်းရဲ့ပုံရိပ်ကလေထဲမှာပေါ်လာပါတယ်အယောင်ခဏမျိုးအလင်းရသူ ူးရဲခန္ဓာကိုဝင်းရထားပါလေထိုအရာသူကအယောင်ခဏမျိုးတောက်ပညာရှင်ကိုဝါမြူခဲလို့ပါဝိညာဉ်နှစ်ခုကမပေါင်းဆက်ရသေးပေမဲ့သူ့အတွက်တော့အကျိုးကျေးဇူးတွေအကြီးမားပါလေထိုအရာသူ့ရဲ့ကျင့်ကြံမှုတွေကိုပို့ပြီးတော့အသုံးပြုနိုင်စေပါလေ သူကရောင်ခဏမျိုးတောက်ပညာရှင်နဲ့ကြွားချပါတယ်သူကရောင်ခဏမျိုးကောင်းကင်ဧကရေရဲ့ဝိညာဉ်နဲ့တဆေဦးကြီးကျမ်းဖြစ်ပါလေတဆေဦးကြီးကျမ်းမှာမူလထေကမြင့်မာတဲ့ကျင့်ကြံမှုအစဉ်အားရှိနေပြီးသားပါပြီးတော့သူကရောင်ခဏမျိုးကောင်းကင်ဧကရေရဲ့တောက်ကိုရရှိခဲ့ပါတယ်အခုသူကရောင်ခဏမျိုးတောက်ပညာရှင်ကိုဝါမြူလိုက်တော့သူ့ရဲ့ကျင့်ကြံမှုအစဉ်အားအတိတ်ကရောင်ခဏမျိုးကောင်းကင်ဧကရေနဲ့အတိုင်းအဆမဲ့နှိကပ်သွားပါလေမင်းတို့အားလုံးကပျော်စိတ်တယ် ဒီဖိုးကြီးအတွက်ဖယ်ကြစမ်းတဆေဦးကြီးကျန်းရဲ့အတန်အတုံဟီးသွားပြီးထိုးအလွာတစ်ခုနှောင်းပြန့်နှံ့သွားပါလေမြေကြီးရလည်းပြုတ်ကွဲပြီးကောင်းငင်ရဆုပ်ပြဲသွားပါလေရှီအောင်အမိတော်ဂူတင်းညာရဲ့နောက်ဆုံးအလွာမှာဝင်လင်းရပေါ်လာပါလေသူကပေါ်လာတဲ့ခိုက်တန်းမှာပဲနှလုံးခုန်တန်တစ်ချက်ကိုမတဲမကွဲနဲ့ကြားလိုက်ရပါလေထိုးအတန်သူ့ရဲ့စိတ်ထဲကိုဝင်လာပြီးမဲ့သူ့ရဲ့နှလုံးသားကိုလိုက်မခုန်စီပါဘူးအဲ့ဒီစားသူ့ရဲ့နှလုံးကရှုပ်ထွေးသွားပါလေသူ့ရဲ့နားထဲမှာမတူညီတဲ့နှလုံးခုန်တန်တစ်ခုကပြင့်တင်ထက်နေတယ်လို့ပါပဲဝင်လင်းရဲ့မျက်လုံးတွေကအယောင်လက်သွားပြီးပေါင်ဝင်းချင်းကိုကြည့်လိုက်ပါလေထိုးနောက်ဆုံးအလွာမှာမြေကြီးဒါမှမဟုတ်ကောင်းငင်ဆိုတာမရှိပါဘူး ပေပေါင်းထောင့်ချီထူထဲတဲ့သွေးကြောလိုအရာတွေရတာရှိနေပါတယ်အဲ့ဒီရနှလုံးခုန်တံကိုကြားရတိုင်းအဲ့ဒီသွေးကြောတွေကလှုပ်ရှားကြပါတယ်ဝယ်လင်းရဲ့နှဖျားအယုံထဲမှာသွေးကြောအလုံးချိတ်ဆက်နေတဲ့အီယာမနှလုံးသားကြီးတစ်ခုကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်နှလုံးသားခုန်လိုက်တိုင်းဝယ်လင်းကသူ့ရဲ့ရင်ဘတ်ထဲကနေစူးကင်းနဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်သူ့ရဲ့နှလုံးသားပြိုကွဲတော့မလို့ပါပဲထိုနေရာအရာအလုံးကသူ့အမွေးဆက်ခတ်မှုကိုပထမအဆုံးရခဲ့တော့ကမြင်ခဲ့ရတာနဲ့အနေငယ်ကွာခြားနေပါတယ်ဒိုးရတဲ့ရင်ဘူးရအနေထားရတော့အထူးတူပါပဲအရင်တုန်းကတော့သူကထိုနေရာကိုမေးမယားနဲ့မြင်ဘူးုံလေးပါ အခုကတော့ထိုနေရာကိုသူကပထမဆုံးဝင်ရောက်လာတာပါဝက်လင်းကအချိန်အားအရေးကြီးမှန်းသိပါတယ်အပေါ်ကအပြောင်အအိမ်မက်တဲ့အဖွဲရတဆေဦးကြီးချမ်းကိုဘလောက်ချက်ချာအချိန်ဆွဲနိုင်မလဲဆိုတော့သူကမသိပါဘူးသူနှောင့်နှေးလိုက်တဲ့အသက်ရှူချိန်တိုင်းကတဆေဦးကြီးချမ်းကလိုက်မိလာတာကိုဆိုလိုနိုင်ပါတယ်အခုအချိန်မှာသူကသူ့နောက်ကိုဂယူဒီဇိုင်းနဲ့မကြည့်နိုင်ပါဘူးသူကတဖြည်းဖြည်းနဲ့ရှေ့ဆက်ရပါမယ်သူကတွေးကြောတဲ့ကြားမှာသူ့ရဲ့အမြန်ဆုံးအချိန်နဲ့ခီးနေလိုက်ပါတယ်ကံကောင်းစွာနဲ့ပဲထိုနေရာမှာတားရဲတွေရရှိမနေပါဘူးဝက်လင်းကအဆုံးမရှိတဲ့အကော်ဝေးကိုဖျက်ချုံရင်ဘာအသားစီးမောက်မကြုံတွေးခဲ့ရပါဘူးဒိုးရရင်နှလုံးသားကြီးရဝက် လင်းရောက်လာတာကိုသိရှိနိုင်ပုံရပြီးပို့ပြီးတော့အမြန်အစံခုံလာပါတယ်နှလုံးသားထွက်လာတဲ့ခုန်တန်တွေကဝလင်းရဲ့ကိုပိုင်နှလုံးခုန်တန်နဲ့မကန့်ညိပါဘူးထိုးရဝလင်းရဲ့မျက်နှာကိုဖျက်ဖျက်သွားစေပြီးသူ့ရဲ့ရင်ဘတ်ထဲကနေမခံမရနိုင်အောင်နာကျင်စေပါတယ်သူကနှလုံးသားကြီးနဲ့ပို့ပြီးတော့နီးလာလေလေထိုးခံစားမှုကပို့ပြီးတော့ပြင်းထန်လေပါနောက်ဆုံးမှနှလုံးခုန်တန်တွေကမိုးချိမ့်တန်တွေလိုပဲအတန်တွေကဝလင်းရဲ့နှလုံးသားထဲကိုအတချောင်းလိုထိုးဆိုင်နေတယ်လို့ပါပဲနာကျင်မှုကစကလုံးနေနဲ့ဖော်ပြလို့မရပါဘူးဒိုးရတဲ့ထူးဆန်းတဲ့ပြောင်းလဲမှုကဝလင်းနောက်ကိုလိုက်လာတဲ့ရီစီရုပ်ပေါ်ဘာအကျိုးတရားမှုမှရှိမနေတာပါ သူ့ရဲ့ရှာအရှိကြီးကထွက်နေတော့မှသူ့ရဲ့ကြီးကပိုပြီးတော့ပြင်းထန်လာပါတယ်သူ့စီကနေစိတ်တုံမှုအရင်ရောက်ကလည်းထွက်ပေါ်လာပါတယ်သူ့ရဲ့နာကျင်မှုကပြင်းထန်ပေမဲ့ဝလင်းကလုံးဝမြင့်တန်းခဲ့ပါဘူးသူကလေလိုပဲလှုပ်ရှားပါတယ်သူကထိုးလွာရဲ့အလေဖိုးရောက်လာတဲ့အခါနာကျင်မှုကသူ့ကိုယူသွစေလောက်တဲ့နီးပါးအထိရောက်သွားပါတယ်သူကအီယာမနှလုံးသားကြီးကိုတွေ့လိုက်ရပြီသူ့စီမှာချိတ်ဆက်ထားတဲ့မရေမတွနိုင်တဲ့သွေးကြောတွေကနေရာအနှောင်းကိုရှေ့ထွက်နေတာကိုလည်းမြင်လိုက်ရပါတယ်သွေးကြောတွေကနှလုံးခုန်တန်တဲ့အထုလိုက်ပြီးတော့လှုပ်ရှားနေပါတယ်ထိုးနေရာကိုရောက်လာတော့ဝလင်းရဲ့နှလုံးခုန်တန်ကအီယာမနှလုံးခုန်တန်ကြီးနဲ့ပိုပြီးတော့မကန့်ညီတော့ ော့ပါဘူး။သူကတွေ့တလို့အန်လဲရပါတယ်။သူ့ရဲ့နှလုံးသားပောက်ကွဲတော့မဲ့လက္ခဏာတွေပြသလာပါတယ်။ဝယ်လင်ရဲ့ခန္ဓာထဲမှာတွေ့ကြောအလုံးကဖုံးကားနေပြီးသူ့ရဲ့သွေးစီစဉ်မှုကတစ်ခါတလေမြန်ပြီးတစ်ခါတလေနှိပ်ကွေးပါတယ်။ထိုပုံမှန်မဟုတ်တဲ့နှလုံးခုန်တန်တဲ့အတူထိုရာအလုံးကသူ့ရဲ့နှလုံးသားထဲမှာပောက်ကွဲတော့မဲ့လက္ခဏာတွေပါထိုရာနီးပညာစွန့်ရင်ဒါမဟုတ်တောက်နီးပညာမဟုတ်ပါဘူး။ထိုနှလုံးခုန်တန်အရန်ဝမှသိစေနိုင်တာပါ။ဝယ်လင်ရဲ့ရှေးရောက်တာကိုခန္ဓာတော်မတွန်းလန့်နိုင်ပါဘူး။သူ့မှာနှလုံးသားမရှိရင်တော့တမျိုးပါ။ဝယ်လင်ရဲ့မျက်နှာကတိလောင်းအောင်ဖြူဖြောနေပြီးသူ့ရဲ့ညာဘက်ကသူ့ရဲ့ရှင်ဘက်ကိုဆုပ်ကိုင်ထားပါတယ်။သူ ူကသူ့ရဲ့နှလုံးသားရဲ့ပုံမှန်မဟုတ်တဲ့နှလုံးခုန်တံကိုခံစားနေပါတယ်။တုံခါမှုတွေဟာသူ့ရဲ့လက်ခုန်တော်တုံရင်းစေပါတယ်။ဝင်လင်းကသွားမြောင်းအောင်အကျိတ်ပြီးဟိမ့်လိုက်ရင်ရိုင်းနေသွားပါလိမ့်။သူကသွေးမြောင်းအောင်အထုတ်လိုက်ပြီးအေယာမနှလုံးသားကြီးရဲ့ဘေးကိုရောက်လာပါတယ်။သူ့ရဲ့ခန္ဓာကခုန်နေတဲ့နှလုံးသားနဲ့အတူလိုက်ပြီးတော့လှူရှားနေပါတယ်။ဝင်လင်းကနာကျင်မှုကိုချိုးနေပြီးနှလုံးသားကြီးအပေါ်မှာထိုင်ချလိုက်ပါတယ်။သူ့ရဲ့မျက်လုံးလေးကိုမှိတ်လိုက်ပြီးသူ့ရဲ့စိတ်ကိုနှလုံးသားစီမှာအယုံဆိုင်လိုက်ပါတယ်။ ရဲမို့ငါမင်းရဲ့မူလဝိညာဉ်မင်းရဲ့သွေးမျိုးစက်နဲ့မင်းရဲ့လမောင်းတွေကိုအမွေဆက်ခံပြီးပြီဒီအမွေဆက်ခံမှုကိုပြည့်စုံစေဖို့အတွက်မင်းရဲ့နှလုံးသားကိုအမွေဆက်ခံမှုအတွက်ငါဒီကိုရောက်လာခဲ့တာမင်းရသဘောတူရင်ဒီပုံမှန်မဟုတ်တဲ့နှလုံးခုန်တံကိုရက်တန့်ပြီး ငါနဲ့တပြိုင်တည်းမှာခုံလိုက်ဝန်လင်းရဲ့နှစ်ဖျားအယုံကနှလုံးသားထဲကိုပြန့်နှံ့သွားပါလေသူကရင်သူ့ရဲ့နှစ်ဖျားအယုံကပြန့်နှံ့သွားတဲ့နှလုံးသားပို့ပြီးတော့မြင်မြန်ပို့ပြီးတော့ပြင်းပြင်းထန်ထန်ခုံလာပါလေထိုးရဝန်လင်းနဲ့တပြိုင်နက်ထဲလုံးဝမခုံချင်ပါဘူးအစွမ်းထက်တဲ့ညင်းဘက်မှုစွာတစ်ခုကိုလည်းထုတ်လွတ်လိုက်ပါလေငါစမ်းသတ်မှု၃ချိန်ဘေးဒုက္ခခုနှစ်ခုအများစုကိုဖျက်ချုပ်ခဲ့ပြီးရှေးဟောင်းဘိုးဘေးရဲ့အတိမတ်ပြုမှုကိုရခဲ့တယ်ငါမင်းရဲ့အမွေဆက်ခတ်မှုတဝဲချုပ်ကိုလည်းရခဲ့ပြီးအခုနှလုံးသားပဲကြံတော့တယ် မင်းရမလိုလောက်ဆိုတာငါအသိတယ်ဒါပေမဲ့မင်းရတိတ်သွားခဲ့ပြီဒါကြောင့်မင်းရဲ့အမွေဆက်ခံမှုငါ့ကိုပေးမင်းရဲ့နောက်ဆုံးစာနာကိုငါဖြည့်ဆည်းပေးမယ်မတိမ်မျိုးကျဲတာကုန်းမြကြီးပေါ်ကမင်းရဲ့ဆွေမျိုးတွေမိသားစုဝင်တွေကိုငါဂယူဆိုင်ပြီးသူတို့ဘေးကင်းအောင်လို့ထားပေးမယ်မင်းရအယောင်ခဏမျိုးကောင်းကင်ဧကရေနဲ့တိုက်ခိုက်ပြီးတော့ရှုံနေခဲ့ရတယ်ငါဝန်လင်းရအယောင်ခဏမျိုးကောင်းကင်ဧကရေရဲ့ဝိညာဉ်နဲ့တိုက်ခိုက်မယ်နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေအဲ့တုန်းကတိုက်ပွဲကိုငါဆက်ပြီးတော့တိုက်ခိုက်သွားမယ် ဝင်လင်းရဲ့အောက်ကနှလုံးသားရုတ်တရက်ရတန့်သွားပြီးငြိမ်သက်သွားမဲ့အရေးရောက်နေကိုပြသလာပါတယ်။သူကရင်ဖြည်းဖြည်းချင်းဖြည်းဖြည်းတန်းနဲ့ပြန်ခုံလာပါတယ်။တစ်ချိန်တည်းမှာပဲကြောင်မဖွဲရနာကြီးမှုတွေပြင်းထန်နေတဲ့နာကျင်စရာနဖျားအယုံသတင်းစကားတစ်ခုကဝင်လင်းရဲ့စိတ်ထဲကိုပြေးဝင်လာပါတယ်။ငါရဲ့ဘေဘက်မျက်လုံးကိုပြန်ပေးဝင်လင်းကရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီးသူကပြောလိုက်ပါတယ်။ငါမင်းရဲ့ဘေဘက်မျက်လုံးကိုရှောက်တွေးအောင်လို့ကူညီပေးမယ်။ ဒါမင်းကိုပေးတဲ့ငါရဲ့ခရီးပဲ။ तू ကဒီလိုပြောတဲ့အခါသူ့အောက်ကနှလုံးသားသူ့ရဲ့နှလုံးခုန်တန်နဲ့မတူညီတော့ပဲ။ဝယ်လင်းနဲ့တပိန်နဲ့ထဲခုန်ဖို့ရွေးချယ်လိုက်ပါလေ။အစွမ်းထက်တဲ့ရှေးရောင်းအရှိန်အဝါတစ်ခုကရုတ်တရက်ပေါ်ပေါက်လာပြီးဝယ်လင်းရဲ့ခန္ဓာထဲကနှလုံးခုန်တန်ကသူ့ရဲ့နှလုံးခုန်တန်နဲ့တပိန်နဲ့ထဲဖြစ်သွားတယ်ပြေးဝင်သွားပါလေ။အရှိန်အဝါဝယ်လင်းထဲကိုပြေးဝင်သွားတယ်သူ့ရဲ့အဝေးစားတွေကအစွမ်းထက်တဲ့လေတစ်ခုကိုတိုက်ခတ်နေတယ်လို့လိမ့်မြန်ဆောင်နဲ့လှုပ်ခတ်သွားပါလေ။သူ့ရဲ့မျက်ခုံးကြားရှေးရောင်းနှဖျားကျဲရှစ်လုံးကလည်းအလီမြန်လေပတ်လာပြီးကိုလုံးမြောက်ကျဲကဖွဲ့စည်းမဲ့ရေးရောင်တွေကိုပြသလာပါလေ။ ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ဗောအဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်